ရန်ကုန်မြို့မှာလူမျိုးရေးဘာသာရေးအခြေခံတဲ့အထီးကရုံးတွေဖြစ်သွားမယ်ဆိုရင်တနိုင်ငံလုံးကိုကူးဆက်သွားနိုင်တာကြောင့်လှုံ့ဆော်တဲ့စာရွက်စာတမ်းတွေမဖြန့်ငွေဘူးရန်ကုန်တိုင်းဝန်ကြီးချုပ်ကနိုင်ငံရေးပါတီတွေကိုမက်စလာ26ရက်နေ့နေ့လယ်မှာခေါ်ယူတတိပေးလိုက်ပါတယ်လူမျိုးရေးဘာသာရေးပဋိပက္ခဖြစ်အောင်လှုံ့ဆော်တဲ့စာတွေဖြန့်တာကောလာဟာလာတွေထုတ်လွှင့်တာဟာဥပဒေနဲ့ညီဆုံးနေတာကြောင့်အရေးယူလို့ရတယ်လို့နိုင်ငံရေးပါတီ28ပါတီကိုပြောဆိုလိုက်ပါတယ်နိုင်ငံရေးပါတီတွေအနေနဲ့ ပဋိပက္ခဖြစ်စေမဲ့အခြေအနေကောလာဟာလထုံးလင်းမှုတွေကိုကြုံတွေ့တဲ့အခါတိုင်းဆိုးရအတွင်းရေးမှုဥက္ကမောင်သိန်းကိုတိုင်းရိုက်ဆက်သွယ်ဖို့ညွှန်ကြားခဲ့ပြီးတရင်တွေမှန်ကန်စေဖို့ရည်ရွယ်တာလို့ဆိုပါတယ်။ရန်ကုန်တိုင်းကော်မတီဥက္ကရာပြောလဲဆိုတော့အဲ့ဒီပြောင်းမှုသားသားနဲ့ပြန်တဲ့အခါမျိုးဘာသာရေးလူမျိုးဒီလိုဖြစ်စေတယ်သုံးသရပြောတာရင်းယူရတယ်ဆိုတော့ဒီဘုံမှာရွတ်ပတ်ပြရတာပေါ့ဗျ။ဘုရားကဒီသမရနဲ့ဆက်ဆံရေးလမ်းကြောင်းကာကွယ်ရေးဥပဒေချုပ်နဲ့ဆက်ဆံရေးလမ်းကြောင်းလေးအတီးတီးရှိတယ် သမရယောဝဝန်ကြီးအဖွဲ့အနေနဲ့ဆက်ဆိုင်လမ်းကြောင်းတွေရှိတယ်။ဒါမှရန်ကုန်တိုင်းဒေသကြီးစိုးရဘုံနဲ့ဆက်ဆိုင်လမ်းကြောင်းတွေမရှိဘူး။အဲဒီဆက်ဆက်ဆက်သွယ်ရေးလမ်းကြောင်းမရှိတဲ့ကောင်မှာကိုရောအင်တာနက်ကနေဒေတာပြန်ပြူရတာလေးရှိတယ်။အင်တာနက်ကအဲလိုပြန်ပြူခြင်းဒီဒေတာစိုးစိုးနေတဲ့ဖြစ်လာနိုင်။အာအဲကြောင့်ဆက်သွယ်ရေးလမ်းကြောင်းရှိတာဆိုရင်ကိုကနမူနာနဲ့ပေါ့။ဘယ်လိုရှိရင်ဘယ်လိုမျိုးမပြန်ပြူဓာတ်ရိုက်ပြူလို့လဲ။ဓာတ်ရိုက်ပြူလို့ပြူသားလို့ရအောင်လုပ်တယ်ဒါတို့လိုပြောပြရတယ်။အဲတော့ဒီဓာတ်ရိုက်ဓာတ်ရိုက်စိုးရဘုံအင်းလူခင်မောင်းလေးနဲ့ ဆက်သွယ်ဖို့နိုင်ငံတော်ပြလာမိတ်ကြီးလာမှာဖြစ်ပွားခဲ့တဲ့ဘာသာရေးလူမျိုးရေးပေါ်အကြောင်းပြပြီးအကြမ်းဖက်တိုက်ခိုက်မှုတွေဟာရန်ကုန်မြို့ကိုကူးစက်လာတော့မယ်ဆိုတဲ့ကောလာဟလာတွေမက်စလာ24ရက်နေ့မှာပြန့်နှံ့လာတာကြောင့်ထိန်းချုပ်မှုတွေအတွက်အာဏာပိုင်တွေကအစတင်ပြင်ဆင်လာနေတာဖြစ်ပါတယ်။